စမယ်တနေ့တော်နေ့တိုင်းဂန်းကင်ပြီး အမျိုးဘာသာသာသနာကာကွယ်ပေးခဲ့သောပေါ့ကိုတော်တယောက်တည်လွန်ပြီးငရဲပြည်သို့တန်တန်မတ်မတ်ရောက်ရှိသွားပါတော်သည်ငရဲပြည်တွင် သူအားအပြစ်ပေးရန်တာဝန်ယူရသည့်ငရဲသားလေးတူနှင့်တွေ့ဆုံရာထိုငရဲသားလေးကငရဲမင်း လက်စီဖာထံခေါ်သွားနေတော်သည်ငရဲမင်းလက်စီဖာမှပေါ့ကိုတော်အားပလင်ပေါ်ကနေသူဤဆူးရှသောဆွေဆောင်မျက်လုံးနှင့်စိုက်ကြည့်ရင်ဂိုင်း မင်းဒီမှာထာဝရနေရာကိုအခန်းတွေကိုလိုက်ပြမယ်။အခန်း၃ခန်းကိုလိုက်ပြမှာဖြစ်တယ်။အဲဒီအခန်း၃ခန်းထဲကမှမင်းစိတ်ချအခန်းတစ်ခန်းကိုရွေးချယ်နိုင်တယ်။ဆိုပြီးပြောဆိုတဲ့အတူပေါ့ကူတော်မှလည်းသဘောတူညီကြောင်းခေါင်းညိတ်ပြတော်ကမြေမင်းလက်စီဖာမှဆက်ပြီးစီကန်းချက်များကို ထပ်မံပြောပြသည်။မင်းအခန်းကိုရွေးတဲ့အခါအထဲကိုမချောင်းကြည့်ရဘူး။နောက်ပြီးမင်းရွေးတဲ့အခန်းမှာပဲဂတိအတိုင်းထာဝရနေရာမှာဖြစ်တယ်။အခန်းပြောင်းလို့မရဘူး။ ဆိုပြီးထပ်မံပြောဆိုလိုက်တာငရေသားလေးမှာပေါက်ကိုတော်အားဥဆောင်၍အခန်းနံပါတ်၁တကားရှိသို့ခေါ်သွားလေတော်သည်ပေါက်ကိုတော်မှာထိုခန်းတွင်းမှာအော်ဟစ်တံများငိုကြွေးတံများမချိမဆက်ညီးတွားတံများပေါ်ထွက်လျက်ရှိသည့်တွင်ငါဒီခန်းထဲမှာမနေနိုင်ဘူးဟေ့ပြောဆိုရင်အခန်းနံပါတ်၁တကားရှိသို့ရောက်သွားပြန်သည်ထိုခန်းတွင်းမှာလည်းကြာပုတ်တံများချင်းယိုးတံများနှင့်အယိုးများကျိုးပဲ့တံများထွက်ပေါ်လျက်ရှိသည့်တွင်ပေါက်ကိုတော်မှထပ်ပြီး ဒီနေရာလဲငါမနေခြင်းဘူးဟေ့ဘယ်သားလေးလေကောင်းညိတ်ပြီးတတရအခန်းသို့ခေါ်ဆောင်သွားလျာပေါကူတော်မှလည်းစိတ်ဆက်ပြေချစွာအခန်းတကားဝနာနားကပ်ပြီးနားထောင်ကြည့်လိုက်တော့အခါအခန်းတွင်း၌ကတီတိုးစကားပြောသံတက်တဲ့ကလေးမှပဘာတမ်းမှမကြရဟေးဒီမှာတော့ထာဝရနေဖို့ငါဆုံးဖြတ်လိုက်ပြီဟေ့ဘာမှစိတ်မချမ်းသာစရာအတန်ကမကြရဘူးငယ်သားလေးမှလည်းတစ်ချက်ပြုံးလိုက်ပြီး တကားကိုဖွင့်ပြကအထဲသို့ထိလိုက်ပြီးတော်သည်အခန်းတွင်းရောက်သွားသောပေါက်ကိုယ်တော်မှထိတ်လက်တုံလို့ရွှရှာသွားကအခန်းတွင်းမှထွက်ပြေးမယ်လို့မရတော့ဘူးထိုအခန်းဟာရေကန်တစ်ခုဖြစ်ပြီးကံပေါင်းရိုးထိမစင်တို့နဲ့ပြစ်တိတ်နေသောကံကံထဲမှာရှိတဲ့လူတို့မှာသူတို့ဤအောက်နှခမ်းထိရောက်နေသော မစင်ရေများထဲတွင်ခြေပြားထောက်လျက်ရပ်နေကြရသည်ကံထဲရှိလူများထဲမှတင်ကန်းခြုံထားသောခောက်ဝဝအသားမဲမဲ กระดงเปียงเปียงดูเดียวหาအစေရောက်လာတော့ပေါက်ကိုတော့အားတီတိုးအတံမြဖြင့်တတိပေးလိုက်သည်ဖြည်းဖြည်းကုလူလိုင်းမထစီနေ